ယဒီနေ့မှာအင်္ဂလိပ်လိုချီးမွမ်းတက်အောင်ဆရာသင်ပေးမယ်။ဆိုတော့ဒီမှာစာကြောင်းအကုန်လုံး၅ကြောင်းရှိတယ်။မင်းကပါရမီရှင်ပဲချီးမွမ်းတာ။အဲတခုလို့လို့အရင်ကောင်းလို့ရှင်မင်းကပါရမီကိုပါလာတာပေါ့။တိတ်ကောင်းတယ်။ငါမင်းအတွက်ဂုဏ်ယူပါတယ်။အတားအထင်ကြီးစရာပဲ။၎င်းကိုဆက်ထိန်ထားပါဆိုတာကြတော့ခုမင်းရောက်နေတဲ့ level ကောင်းနေတယ်ပြောအဲ့ဟာလေးကိုပြုတ်ကြမတော့အဲ့တိုင်းလေးမြင့်မြင့်လေးပဲဆက်ထိန်ထားပါ။ဒါဘယ်လိုမျိုးပြောမလဲပေါ့။အရင်ဆုံးစာကြောင်းတော်တော်လေးတွေဆိုတော့ခဏလေးရပ်ပြီးကိုယ်ကပြောလို့ရရင်လည်းပြောကြည့်မယ်။ ပြလို့ရှိရင်ဆံနဲ့ဖြေတိုက်မယ်ပေါ့နော်။ကဲအဲ့တော့ပြောပြပြလို့ပဲဆရာယူစားလိုက်တော့မယ်။ဒီမှာရှိတဲ့ဒီစာကြောင်းလေးတွေကတူပေမဲ့ usage အသစ်တွေနဲ့ vocabulary အသစ်တွေရဖို့ဆရာရည်ရွယ်တယ်။ဒီ day 60ရက်60အတွင်းအင်္ဂလိပ်စာ speaking ကောက်ဖို့အတွက်ဆရာရည်ရွယ်ထားတာဖြစ်ကြအောင်တနေ့စာတနေ့ကိုပုံမှန်လေးရေးတဲ့စာထဲမှာရေးသွားမယ်ဆိုရင်တော့တော်တော်ကြီးကိုဟိုအကျိုးဖြစ်မှာပေါ့နော်။ကဲဟုတ်ပြီ။အဲ့တော့ main ကပါရမီရှင်ဘက်ကိုရေးမယ်။အဲ့တော့ပါရမီဆိုတာလေးကို sorry talent ဆိုပြီးအမှတ်ထားမယ်။ talent ဆိုတာပါရမီအဲ့ဒီကောင်မှာ AD ထည့်လိုက်လို့ရှိရင် ဒီကောင်က verb မဟုတ်ဘူးเนาะ adjective ဖြစ်သွားတယ် talented ပါရမီရှိတော့ဖြစ်သွားတယ်ဟုတ်ပြီ subject နဲ့စမယ် main ဆိုတော့ you talented ဒီ adjective ဖြစ်တယ်ပါရမီရှိတော့တော့ဒီဒီဖြစ်အောင်ဒီနေရာမှာ ms r ထည့်ရမယ်ဆိုပြီးတော့ဆရာဒီရ60 series အရှိမှာရှိတယ်အင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30 series မှာဆရာသင်ပေးထားတယ်အဲ့တော့ adjective ဒီ do နဲ့ဆုံးတဲ့ပေါ့ခုနပြောတဲ့ t a l e n t e d ဒီ talented ဒီပါရမီရှိတော့ဆိုတဲ့ adjective ပါရမီရှိသည့်ဖျောင်းရှိမှာအမစ်စာထည့်ရမယ်။ယူသည်စကန်ပါဆန်အများသဘောဆောင်တဲ့အမစ်စာအမစ်စာမှာအများသဘောဆောင်တဲ့အလုံးပဲသွားမယ်ဆိုတော့အာဝဲသွားရမှာထားနော်။ယူကစကန်ပါဆန်စကန်ပါဆန်ဆိုတာဘာလဲဆိုတော့တေချာတိကျင်တော့ဒီရှိမှာရှိရရသုံးစီကိုကြည့်လိုက်ပါတော့နော်။ယူက talented မင်းအားပါရမီရှင်ပဲ။အခုတိတ်ကောင်းတယ်။တိတ်ကောင်းတာကတော့ is very good လို့ပါလို့လည်းသုံးလို့ရရဲ့။နောက် good job လို့ great job လို့လည်းသုံးလို့ရရဲ့။ဆရာတော့ great job လို့နမူနာလေးသုံးပေးပါနော်။ great job ။နောက်မှဆိုဂျီကိုတိတိနဲ့ပဲရေးလိုက်တော့ပါနော်။ရန်ကောင်းတယ်။ ငါမင်းတို့ကဂုံယူပါတယ် subject ကငါဆိုတော့ i ဂုံယူတာကိုဘယ်လိုမှတ်ထားမယ်ဆိုရင် p r o u d proud o f for proud ဒါပေမဲ့ proud of ဒီဘယ်နဲ့က challenge လို့ပဲသူလဲ adjective ဖြစ်တဲ့ဂုံယူတော့အဲ့လိုဂုံယူဒီဖြစ်ရဒီမှာဘာထည့်ရမလဲ am is are i ရကြတော့ဘာနဲ့ပဲတွဲလဲဆိုရင် am နဲ့တွဲတော့ i am proud of ဘယ်သူအတွက်လဲ main အတွက်ဆိုတော့ယူထည့်တယ် for ထည့်ဆရာမလို့ i am proud of you အဲ့ဒါငါ main အတွက်ဂုံယူပါရဖြစ်သွားတယ်ဒါဟာအထင်ကြီးစရာပဲဒါဆိုတော့ that ပေါ့နော် တင်ကြည့်ကြရအောင်နဲ့ I N P R E S S I V E vocabulary အသစ်တွေရေးပါချက်ပါစောင်းတုပ်လေးသက်သက်လေးထားပါ speaking series နောက်ပြီးဒါပြီးလို့ရှင်လည်းအဲ့ဒီဆက်ကြွေးကြမှု series စသဖြင့်တစ်ခုတစ်ခုလောက်အောင်ဆိုတော့ဟုတ်ပြီ impressive ဒီအထင်ကြီးစရာကောင်းတော့သူလက်ဒေါ်နဲ့ဆုံးနေဒေါ်ကိုဒီဖြစ်အောင်ရှင်းမှာအမစ်စာထည့်ရမယ်တစ်ခုတည်းဆိုတော့ is ထည့်လိုက်မယ် that is impressive ဒါအထင်ကြီးစရာပဲ impressive เนาะခေါင်းကိုစက်ထိန်ထားပါဒါကကြတော့ရိုးရိုးပုံစံမဟုတ်ဘူးပြောချင်တာက affirmative ပုံစံမဟုတ်ဘူးဒါ imperative လို့ခေါ်တဲ့အမိန်ပေးတဲ့ပုံစံဖြစ်တယ်ဘတ်နဲ့စာထိန်ထားတယ်ဆိုတော့ keep လို့ခေါ်တယ်ဘာကိုလဲဆိုရင်၎င်းကိုဆိုတာ it เนาะဒါတကယ်လေးတော့လွယ်ပါတယ်เนาะညင်ညင်လေးအတိုင်းစက်ထိန်ထားဆိုရဲဒီမှာထောင်းဒီမှာဘာလေးထည့်လဲဆိုရင် app ထည့်လိုက်တယ် keep it up ဆက်လိုက်တော့ keep keep it back keep it up ။ဘာပြောလဲဆိုရင်အဲ့ဒီတိုင်းမြင့်မြင့်လေးဆက်ထိန်ထားပါဆိုဒီပဲထွက်သွားတယ်။ဒါဆိုတော့ဒီနေ့မှလည်းအသုံးဆုံးတိတိလေးရသွားပြီ။နေ့တစ်စင်ဘောကမှထည့်ပြီးတော့သုံးမယ်။ပြန်လေးကြည့်မယ်။ထပ်ခါတခါပြောမယ်ဆိုရင်ရ60တက်မှ English speaking ဆိုရင်ကောင်းမွန်လာမှာဖြစ်ပါတယ်။စူးစမ်းကြပါ။ဖိုက်တယ်။